ဇော်နောက်ပြန်ဦးဆောင်တဲ့ရဲတပ်ဖွဲ့ဟာကားပါကင်တစ်ခုမှာအတင်းဆောင်နေပါတယ်။သူတို့စီကတည်င်းပေးရမွေးစေဝရောင်းဖို့ကတူတူဦးဖြစ်တဲ့လူတန်းကြီးဟာ ဒီနေရာမှာမူရီဆေဝါလည်းလုံမယ်လို့တင်ပြထားတာပါအကြခင်မှာပဲလူတန်ကြီးဟာသူကနဲ့ရောက်လာပြီးကလပ်တခုထဲကိုဝင်သွားခဲ့ပါတယ်ကလပ်ထဲမှာသူကဝေးတာတယောက်ကိုမြေပြပြီးဇဝဲအောင်မှာထားထားတဲ့ပစ္စည်းတို့ကိုယူခိုင်းလိုက်ပါတယ်ဝေးတာလည်းပစ္စည်းတို့ကိုယူပြီးအဝေးလက်ကမ်းဘက်ကိုထွက်သွားလိုက်ပါတယ်အဲဒီချိန်မှာပဲစောင့်သန်းနေတဲ့ရဲတွေဟာအသည့်မြင်ဆင်ပြီးလူတန်ကြီးကိုဖမ်းဖို့ဝင်ရောက်လာပါတော့တယ်တစ်ဖက်မှာလည်းဝေးတာဟာအဝေးလက်ကမ်းကိုရောက်လာချင်းဘဲကရောက်နေမှမသိတဲ့မိမတူကသူ့ကိုလျှက်စစ်ကျဉ်းတဲ့တိုးပြီးသတိလစ်အောင်လှုပ်လိုက်ပါတယ်ပြီးတဲ့နောက်မှာတော့အဲ့ဒီမိမကဝေးတာစီကမွေးစီတို့ကိုယူပြီးထွက်ပြေးသွားပါတယ်ဒီလိုနဲ့ကလပ်ထဲမှာရဲတွေဟာလူတန်ကြီးနဲ့အပြင်းထန်တိုက်ခိုက်ပြီးသူ့ကိုဖမ်းဆီးလိုက်နိုင်ပါတယ်သူတို့မ ျော်လင့်ထားသလိုမူရစေတုကတော့သူ့လက်ထဲမှာမရှိပါဘူးရဲတွေကမူရစေတုကိုရှာဖို့အတွက်ဝေဒါသွားတဲ့အဝယ်လဲကန်းကိုဝင်ရောက်ရှာပွေခဲ့ပေမဲ့မူရစေတုကိုတော့မတွေ့ရတော့ပါဘူးရဲတွေကအခက်ကြုံနေပြီးဘသူကဘလို့ယူသွားတယ်ဆိုတာမသိနိုင်ပဲစုံစမ်းမှုကလမ်းပြောင်းနေကြပါတယ်အမောင်ဘုံလွှမ်းနေတဲ့ညတညမှာလူသူကင်းမဲ့တဲ့လမ်းညာလေးကိုဖျက်ပြီးထက်ရှင်းဟာသူ့ရဲ့အပေါင်းဆိုင်ပေါ်တက်ကိုတလန်းချင်းတလာခဲ့ပါတယ်သူ့ရဲ့ခြေလမ်းတိုင်းကအထီးကျဆန်းနေပြီးသူ့ရဲ့စိတ်ထဲမှာပုံအောင်နေတဲ့နာကျင်မှုတွေကိုဖော်ပြနေသလိုပါပဲလေကားတိတွေကိုဖျက်ကျော်ပြီးအပေါ်ရောက်တဲ့အခါမှာတော့လေကားတောင်းကနေအမောင်ရင်းကျနေတဲ့နေရာလေးမှာမတ်တက်ရနေတဲ့ကလေးငယ်လေးစုံမီကိုသူတွေ့လဲရပါတယ်ထက်ရှင်းကစကားတစ်ခုမှမပြော ြောပဲခေါင်းတာနားလေးငိမ့်ပြပြီးဆိုမီကိုသူ့နောက်လိုက်ခဲ့ဖို့အချက်ပြလိုက်ပါတယ်ဆိုမီကလည်းကလေးပြီးပြီးစကားတွေကိုတထွတ်ထွတ်ပြောရင်းထက်ရှင်းနောက်ကနေကပ်ပါလာပြီးအပေါင်းဆိုင်ကိုလိုက်လာခဲ့ပါတယ်ဆိုင်ထဲကိုရောက်တဲ့ဆိုမီကသူ့ရဲ့အဖိုးတံပစ္စည်းလေးဖြစ်တဲ့ MP3 ကိုထုတ်ပြီးထက်ရှင်းကိုပေါင်ဖို့ကမ်းပေးလိုက်ပါတယ်ထက်ရှင်းကလည်းဘာမှပြန်မပြောပဲပေါင်နကငွေပမာဏကိုတွက်ချက်ပြီးဆိုမီကိုပေးလိုက်ပါတယ်ဆိုမီကပတ်စံနေငယ်ကိုကြည့်ပြီးမျက်နှာရှိုးမယ်ကဈေးနေလိုက်တာလို့ပြောလိုက်တာကြောင့်ထွေရှိကလည်းစိတ်ဆိတ်စွာနဲ့ပဲပြုံးလိုက်ပါတယ်ဒီချိန်မှာပဲဆိုမီကထက်ရှင်းဝယ်လာတဲ့ဝဟုကျောင်းတို့ကိုမြင်တဲ့အခါမျက်နှာလေးဝန်းသွားပြီးစားကျင်တယ်လို့ပြောလိုက်ပါတယ်ထက်ရှင်းကလည်းခေါင်းသာအသားလေးငိမ့်ပြပြီးဆိုမီကိုထမင်းစားဖို့ဖိတ်ခေါ်လိုက် ပါပြီအတူတူထိုင်စားခဲ့ကြပါတယ်ဒီလိုစားတော့နေတော့ဆန်တကားကိုခပ်ပြင်းခောက်တန်ကြားလိုက်ရပြီဒါဆိုမိရဲ့အမေဖြစ်တဲ့ဟွန်စုရောက်လာတာကိုသိလိုက်ရပါတယ်ဟွန်စုကသူ့သမီးလေးကိုလာရှာတာဖြစ်ပြီးဆိုပြီးဒီမှာရှိလာလို့အပေါင်တန်ရဲ့အပြင်မှာတချမ်းကားတွေလှမ်းအောင်မိလိုက်ပါတယ် ထဲရှိကတော့ ADAZ ပုံစံနဲ့မရှိဘူးလို့ညာပြောပြီးဆိုမီကိုလည်းသူ့ရဲ့နောက်ကျောဘက်မှာကွယ်ထားလိုက်ပါတယ်။အွန်စုကလည်းစိတ်ပြက်လက်ပြက်နဲ့ပြန်သွားချိန်မှာတော့ထဲရှိကဆိုမီလေးကိုကာကွယ်ပေးလိုက်တဲ့အပြင်သူတို့နှုတ်ဦးကြခိုင်မာတဲ့တန်ရောင်းတွေတခုစတင်နေပြီဖြစ်ပါတယ်။တိတ်ဆိတ်နေတဲ့မြို့ပြညာရဲ့တနေရာမှာတော့အကြောက်ရရနေတဲ့ဟဲ့အတန်တွေကပဲ့တင်ထက်နေပါတယ်။အဲ့ဒါကတော့ဆိုမီရဲ့မိဟိုးကြောင့်ကရက်ဆက်ကြံကြုတ်တဲ့မွေးရစီခိုင်ကောင်းစွာမန်ဆော့နဲ့ဂျန်ဆော့တို့ရဲ့နှိမ့်ဆက်မှုကိုခံစားနေရတာဖြစ်ပါတယ်။ခန္ဓာကိုယ်အနက်ဒဏ်ရာတွေနဲ့နာကျင်မှုတွေကြားမှာဟိုကြောင့်ကသူမခိုးခဲ့မွေးရစီတို့ကိုဘယ်မှာရှိနေတယ်ဆိုတဲ့မေးခွန်းကိုပဲထပ်တလဲလဲကြားနေရပါတယ်။နောက်ဆုံးမှာတော့နှိမ့်ဆက်မှုဒဏ်ကိုမခံနိုင်တော့တဲ့အခါ သူမရဲ့လှုပ်ဝက်ချက်ကိုဖွင့်ထုတ်ပြလိုက်ပါတယ်။အဲ့ဒီမူရစီထုတ်ကတယ်ရှိရဲ့ပေါင်ဆိုင်မှာပေါင်ထားတဲ့ကင်မရာအိတ်ထဲမှာရှိကြောင်းသူပြောလိုက်တာနဲ့တပြိုင်နက်လူတို့တွေကအပေါင်ဆိုင်ကိုအပြေးလွှားဥတီသွားပါတော့တယ်။တစ်ချိန်နှိမ့်မှာပဲတယ်ရှိရဲ့ပေါင်ဆိုင်ရှိမှာတော့တကားကိုတော့ဖျက်ပြီးဝင်ရောက်နေတဲ့လူရင်းတစ်ခုကိုတွေ့လဲရပါတယ်။အလင်းရောင်မရှိတဲ့အခန်းထဲမှာသူတို့ကအိတ်တလုံးကိုရှာဖွေနေကြပါတယ်။တယ်ရှိရောက်လာချိန်မှာတော့အခန်းထဲကလူစုနှစ်ယောက်ကိုတွေ့လဲရပြီးတိုက်ပွဲတစ်ခုစတင်ဖြစ်ပေါ်ပါတော့တယ်။တယ်ရှိရဲ့အိဇက်တင်ပြီးလျင်မြန်တိုက်ခိုက်မှုတွေကလူစုနှစ်ယောက်ကိုရုတ်တရက်အလဲထိုးနိုင်ခဲ့ပြီးတယ်ရှိရဲ့ရိုးသားသားလူတယောက်မဟုတ်မှသူတို့သဘောပေါက်သွားပါတယ်။ဒါပေမဲ့ဒီချိန်ကိုခံစားပြီးပြုံးနေတဲ့ဂျောင်းဆိုးကတော့တယ်ရှိကိုဘုံတလုံးပြေးလိုက် ဲ့ပါတယ်။ဖုန်းရဲ့ဘယ်ဘက်ခြမ်းကနေလှုပ်ဆန်းကြတဲ့အတန်တကူကထဲရှိကိုပေါင်ထားတဲ့ကင်မရာအေးသေးကမွေးစွေတို့ကိုထုတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ထဲရှိကအေးအေးဆေးဆေးနဲ့ပေါင်ထံကားကိုပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒီချိန်မှာပဲဖုန်းရဲ့တစ်ဘက်ခြမ်းအတန်ကငါတို့ဆိုမီတို့နှစ်ယောက်လုံးကိုပြန်ပေးဆွဲထားတယ်ဆိုတဲ့စကားကိုပြောလိုက်တဲ့အချိန်မှာတော့ထဲရှိရဲ့မျက်နှာမှာအနှဲငယ်လှုပ်ရှားမှုတွေစတင်ပြီးဒေါသအေးရောင်တွေပေါ်လာပါတယ်။သူကဘာမှမတွန်းဆုတ်တော့ပဲပစ္စည်းတို့ကိုချက်ချင်းထုတ်ပေးလိုက်ပါတယ်။လိုအပ်တဲ့ပစ္စည်းတွေရသွားတော့လူစုတွေလည်းပြန်လည်ထွက်ခွာသွားပြီးစပွဲပေါ်မှာသူတို့ရဲ့ပြည့်မဖြစ်တဲ့ထဲရှိကိုဆက်သွယ်ဖို့တဲ့ဖုန်းတစ်လုံးကိုတမင်တကာထားခဲ့လိုက်ပါတယ်။သူ့ရဲ့အကြည့်တွေကစပွဲပေါ်ကဖုန်းတစ်လုံးပေါ်မှာပဲအာယုံဆိုင်နေပြီးအဲ့ဒီဖုန်းကအေးဆ က်နေသူ့ကဘာကိုဓာတ်ရရိုက်ခိုက်လာတဲ့မုံတန်းတစ်ခုလိုပါပဲဒီခိုက်တန်ကဆိုမီယိုကေတင်ဖို့အတွက်ခီးလိုင်းရဲ့အစဖြစ်ပြီးသူ့ရဲ့အတိတ်ကိုလေ့လာပြမယ်အနီးတန်းတစ်ခုဖြစ်လာပါတော့တယ်ဖုန်းလင်းကအတန်ကထဲရှိကိုတေမေးတမန်ရဲ့ကဘာကိုဆွဲခေါ်နေပါတယ် ကားရဲ့ dashboard တွေကတော့ကိုယူမြေအောင်ရထားဘူးတာရောင်ကဘောစုရဲ့မှာထုတ်ထားတဲ့ပစ္စည်းတွေကိုတွားယူပြီးတပ်မတ်နေရာကိုပို့ပေးဆိုတဲ့အမိတ်စကားတန်ကြောင့်ထေရှိတယောက်သူ့ရဲ့အေးဆက်နေတဲ့မျက်နှာမှာဒဇက်ကလေးမှပြောင်းလဲမရှိဘဲအမိတ်ကိုလိုက်နာနေပါတယ်သူကဆူမျိုးအန်ဒီယားနဲ့ကေတင်မှုဆိုတဲ့မျိုးလင်းချက်တစ်ခုနဲ့ရှင်းဆက်နေတာပါပစ္စည်းတွေကိုယူပြီးကားပေါ်ရောက်တော့ထေရှိကမတင်ကားတဲ့စိတ်နဲ့ထုတ်ကိုဖွင့်ကြည့်လိုက်ပါတယ်ပထမဆုံးမြင်လိုက်ရတာကကလစ်စားစရာအယုတ်တယုတ်ဖြစ်နေပေမဲ့သူထပ်ပြီးစစ်ဆေးကြည့်လိုက်တဲ့အခါမွေးစေးတို့ဖြစ်နေမှတိသွားပါတော့တယ် သူ့ရဲ့မျက်လုံးလေးထဲမှာဒေါသရိပ်တွေလိုင်းထလာပြီပဲနောက်ပြန်လဲဝင်ဖြစ်နိုင်တော့ပါဘူးသူကအဲ့ဒီပစ္စည်းကိုပို့ဝေးဖို့ဆက်လက်ထွက်ခွာလာပါတယ်ပစ္စည်းလေးလေးမဲ့နေရာကိုရောက်တော့ထဲရှိကိုအားကစားကွင်းတစ်ခုရဲ့အပေါ်ဓာတ်ကိုခေါ်သွားခဲ့ပါတယ်အထဲမှာတော့တတိယဦးနဲ့သူ့ရဲ့လူတွေကထဲရှိကိုစောင့်နေခဲ့တာဖြစ်ပါတယ်ယုတ်တည်းဖုံးမိလာပြီးမန်ရှီရဲ့ဖုတ်ခေါ်ဆုံးမှုကြောင့်တတိယကသူ့ချင်းရတဲ့သူကဂျဲတွေရဲ့ပြင်းပြဖြစ်နေမှသိလဲရပါတယ်ချိန်နေဘယံပြတာဖြစ်သွားပြီးတတိယဦးကထဲရှိရဲ့မျက်နှာကိုမွေးစေလိုနဲ့ပေါက်လိုက်ပြီးလူမဆန်သာဝိုင်းဝန်းရိုက်နေကြပါတယ်အဲ့ဒီနောက်မှာတော့ထဲရှိကိုအပေါ်ဓာတ်ကနေအောက်ကိုပစ်ချလိုက်ပါတယ် ။ဒါမှမဟုတ်ထဲရှိရကံကောင်းထောင်းပေါင်းစွာနဲ့ပဲအောက်မှာကားထားတဲ့ပိုက်ကွန်ဘောကိုကြောက်တော့တာကြောင့်အသက်မတည်ခဲ့ပါဘူး။ဒီချိန်မှာပဲရဲတွေရောက်ရှိလာပြီးတတိယဟောကသူ့ရဲ့လူတွေကိုရဲတွေကိုတားခိုင်းပြီးကားနဲ့ထွက်ပြေးပါတော့တယ်။ထဲရှိရပိုက်ကွန်ဘောကနေခုံချပြီးသူ့ရဲ့ကားကိုယူကတတိယဟောရဲ့ကားကိုလိုက်တိုက်ပါတော့တယ်။တချိန်တုန်းမောင်းနေလာရင်လည်းနောက်ဆုံးမှတော့တတိယဟောရဲ့ကားကိုတိုက်ပြီးဖမ်းနိုင်ခဲ့ကြပါတယ်။ထဲရှိရကနောက်ဖုံးပွေသွားပြီးအထဲမှာထဲထားတဲ့ပျက်စီးထုတ်အစားကလီစာတွေထုတ်ထားတဲ့အမျိုးသမီးလောင်းတစ်လောင်းကိုမြင်လာတဲ့အခါထဲရှိရမျိုးလုံးတွေကအောင်းမှုတွေနဲ့ပြကြနေသလိုပါပဲဒီချိန်မှာပဲရဲတွေရောက်ရှိလာပြီးလူတက်မှုနဲ့ထဲရှိကိုဖမ်းဆီးခေါ်ဆောင်သွားပါတော့တယ် သူအဆိုမီယူကေဒီမိုစူးစမ်းရင်လူစိုးတွေရဲ့ထောင်ချောက်တဲကိုကြောက်သွားခဲ့တာဖြစ်ပြီးသူရဲ့ဇာကြောင်တစ်ခုလိုရဲ့အမောင်ဆုံးခန်းကဏ္ဍကိုရောက်ရှိလာပါတော့တယ်။ရဲစခန်းရဲ့စစ်စစ်ခန်းထဲမှာထဲရှိရလက်တိတ်ခတ်ခန္ဓာရပေမဲ့သူ့ရဲ့မျက်လုံးတွေကအမောင်တွေကနေအလင်းကိုရှာဖွေနေတဲ့အမဲလိုက်ခွေးတကောင်လိုပါပဲ။ရဲရရှိကြီးကသူ့ကိုစစ်မင်းနေခြင်းရုတ်တရက်လျင်မြန်တဲ့လှုပ်ရှားမှုတွေနဲ့ရဲတွေကိုတိုက်ခိုက်ပြီးလုံမြောက်သွားခဲ့ပြီးတဲ့နောက်မှာတော့ထဲရှိကတူတူပစ်ခဲ့တဲ့အမိုက်ပုံးလေးကဖုန်းကိုပြန်လည်သွားရှာပါတော့တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဖုန်းကဆိုမီယူဖမ်းထားတဲ့လူစုတွေနဲ့ဆက်သွယ်ဖို့တခုထည်သောနည်းနဲ့ဖြစ်နေလိုပါ။ ဖုန်းလေးရတစ်စင်ရရှိလာတဲ့တဲလုံစားတွေနဲ့ထက်ရှိရလူစုကိုင်းကောင်းဆောင်မှာဆော့ရှိတဲ့ကလပ်တစ်ခုကိုတရားဝင်ရောက်ရှိလာပါတယ်။မောင်မိုင်ပြီးပလောဆူညာရိုက်နေတဲ့ကလပ်ထဲမှာတကားကိုရိုက်ဖွဲ့ပြီးထက်ရှိရသူ့ရဲ့မျက်နှာဟာအေးဆက်တည်ငြိမ်နေပြီမဲ့သူ့ရဲ့လှုပ်ရှားမှုတွေကတော့ပောက်ကွဲလို့နေပါပါပဲ။ကလပ်ထဲကိုဝင်လာပြီးတော့နောက်မှာတော့ထက်ရှိရမန်ဆော့ရဲ့လူကိုတရားဝင်တယောက်တိုက်ခတ်ရင်မန်ဆော့ကိုရှာဝေပါတယ်။ဒီစောင့်ဝင်ကထက်ရှိရကျွမ်းကျင်မှုနဲ့ရက်ဆက်တဲ့တိုက်ခတ်မှုတွေကိုအတိအလင်းပေါ်နေစေပါတယ်။သူ့ရဲ့လှုပ်ရှားမှုတွေကအေးဆက်တည်ငြိမ်ပြီးအတိအကျဖြစ်နေပြီမဲ့ရန်သူတွေပေါ်မှာတော့ရက်ဆက်ကြမ်းကြုတ်မှုအပြည့်ပါပဲ။နောက်ဆုံးမှာတော့ထက်ရှိကမန်ဆော့ကိုတွေ့တဲ့အခါပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ်။မန်ဆော့ကလည်းပြန်လ တစ်ခုပဲပဲမဲ့ထက်ရှိရအနေရှိတဲ့စွမ်းကိုမရှင်နိုင်ပဲနောက်ဆုံးမှာတော့သူ့လူလူနဲ့အတူကားနဲ့ထွက်ပြေးသွားခဲ့ပါတယ်ကလပ်ထဲကပြစ်ခတ်မှုမှာဘိုက်ကိုတနက်မှန်ပြီးဒဏ်ရာလာတဲ့ထက်ရှိရနာကျင်မှုတွေတအတူလှုပ်ဝက်ကြွန့်ကျင်သူစီချောင်းစီကိုလာရောက်ကူညီတောင်းခဲ့ပါတယ်စီချောင်းကသူ့ရဲ့ဒဏ်ရာတွေကိုကူးတာပေးနေစင်ပါပဲထက်ရှိရမျိုးလုံးတွေကအတိတ်မှလူတွေကိုပြန်လည်နေမျိုးသွားပါတော့တယ် ရုတ်တရက်ဆိုသူတို့သူ့စိတ်ထဲမှာလုံခဲ့တဲ့နှစ်ပေါင်းများစွာကဖြစ်ရက်တွေပြန်ပေါ်လာပါတယ်အထူးတဝက်လျောက်ဖြစ်တဲ့ထဲရှိရာအတက်ကိုပြန်နာမထားပဲစစ်စစ်တခုကိုလှုပ်ဆောင်နေပါတယ်ဒီချိန်မှာသူ့မိသားစုဖြစ်တဲ့သူနဲ့မမွေးဖွားသေးတဲ့ရင်သွေးလေးတွေဟာကားထဲမှာရှိနေစဉ်မိန်းကားတဲ့အရှင်ပြင်းဝင်လာတဲ့ကားကြီးတစ်စီးကတိုက်ခတ်ခြင်းကိုခံလိုက်ရပါတယ်ထဲရှိတယောက်သူ့ရဲ့မိသားစုကိုကယ်တင်ဖို့မမေ့လိုက်တဲ့အခါကားကြီးရဲ့တိုင်းပြီပြီးသူ့ရဲ့ဇနီးတဲ့နဲ့မမွေးဖွားသေးတဲ့ရင်သွေးလေးဟာမျက်စိရှိမှတည်းတိုက်ဆုံသွားတာကိုရင်းနှီးဖွယ်ရမြင်လိုက်ရပါတယ်ဒီကြေကွေးဝဲရာတဲ့တခုကြောင့်ထဲရှိကသူ့ရဲ့အလုပ်ကိုဆွန့်လွတ်ပြီးလူလောကကြီးကနေအဝေးဆုံးမှတရားဥပဒေထိကျန်သွားနေထိုင်ခဲ့ပါတယ် ဒါသူ့ဘဝမှာအကြီးမားဆုံးသောနာကျင်မှုတွေနဲ့မျောလင့်ချက်တွေအားလုံးပျောက်ဆုံးသွားခဲ့တဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒီလိုအတိတ်ကနာကျင်မှုတွေပြန်ပေါ်လာပြီးတဲ့အခါမှာတော့ထေရှိကဘာကြောင့်အဆိုမီလေးကိုအသက်နဲ့ယင်ပြီးကာကွယ်နေနေဆိုတာကိုရှင်းလင်းစွာမြင်သာလာပါတယ်။အဲ့ဒါကတော့သူ့ရဲ့အသက်ကိုဆက်လက်ရှင်သန်ဖို့အတွက်အကြောင်းပြချက်မရှိတော့တဲ့အချိန်မှာဆိုမီလေးကသူ့ဘဝတွေကိုဝင်ရောက်လာပြီးအလင်းရောင်ဖြစ်စေခဲ့လို့ပါ။သူကဆိုမီလေးကိုကယ်တင်ခြင်းဖြင့်သူ့ရဲ့ဆုံးရှုံးခဲ့တဲ့မိသားစုကိုလည်းတစ်စိတ်တစ်ပိုင်းပြန်လည်ကယ်တင်နိုင်မယ်လို့ခန်းစားနေရပါတယ်။နာကျင်မှုတွေနဲ့အတူကုသမှုခံယူနေရင်ထေရှိကမှန်တဲ့သူ့ဘဝရေးကိုစိုက်ကြည့်နေပါတယ်။ ရှီရီးယားပြည်ဖြိုပြဲဖြစ်နေတဲ့စပင်းနီးယားသူ့ရဲ့အထီးကျန်ဆန်တဲ့ဘွားဟောင်းရဲ့တင်ဂေတာတစ်ခုလိုပါပဲ။ဒါပေမဲ့ဒီပုံရိပ်ကိုသူထပ်ပြီးခန်းစားနေစရာမလိုတော့ပါဘူး။ဒါတချောက်ကိုယူပြီးစပင်းနီးကိုအပြတ်ပြတ်အညက်လိုက်ပါလိုက်။တချစ်ကအတိတ်ကိုလုံးဝဆွန့်လွတ်လိုက်ပြီးလက်ရှိအခြေအနေကိုရင်ဆိုင်ဖို့အပြည့်အဝပြင်ဆင်လိုက်ပြီးဖြစ်တဲ့တင်ဂေတာပါပဲ။စပင်းတူတူနဲ့ပုံကိုပြသခိုင်ပါတဲ့အတွင်ကိုရရှိပြီးတဲ့နောက်မှာတော့ထဲရှိရဆူမီယိုကဲနေဖို့မန်ဆော့ကိုအပြည့်ချင်းမှုအတွက်တိတ်ဆိတ်စွာပဲသူ့ရဲ့မရှင်ကိုစတင်မာတော့တယ်။သူကကရင်ငယ်တွေကိုမူရစီဝပို့ဆောင်ခိုင်းတဲ့လူစုခိုင်းရဲ့လှုပ်ရှားမှုတွေကိုအသေးစိတ်လိုက်လံစုံစမ်းထောက်လန်းခဲ့ပါတယ်။ ဘယ်နေရာတွေမှာပြည်စည်းပို့ဆောင်တယ်ဘလို့အချိန်ကြားတွေနဲ့ပို့ဆောင်တယ်ဘသူတွေကိုပါဝင်ပတ်သက်နေလဲဆိုတာအသေးစိတ်လေ့လာခဲ့ပါတယ်ဒီလိုစုံစမ်းထောက်လှမ်းမှုတွေကလည်းတစဉ်ထဲရှိရာဆိုမီကိုဖမ်းထားနိုင်တဲ့နေရာတွေနဲ့အမှုစီခိုင်းရဲ့လောကဌာနချုပ်ကိုအဖြေရှာနိုင်ခဲ့ပါတယ်ဒီပြည်သူ့ရဲ့ရန်သူတွေကိုအပြတ်တိုက်နိုင်ဖို့အတွက်အရေးကြီးတဲ့တဲလုံတာတစ်ခုဖြစ်ပြီးနောက်ဆုံးတိုက်ပွဲရဲ့လမ်းကြောင်းကိုဖော်ဆောင်ပေးလိုက်တာပါပဲသူကတူတူကတိရှင်တယောက်ဖြစ်သူ့ရဲ့ရန်သူတွေကိုအပြတ်ရှင်းနိုင်ဖို့အသင့်ဖြစ်နေပြီဖြစ်ပါတယ်ထဲရှိရာသူ့ရဲ့ထောက်လှမ်းမှုတွေကလည်းတစဉ်အမှုစီခိုင်းရဲ့လောကချက်တွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ် သူကတယောက်တည်းပဲအဲ့ဒီလှုပ်ဝက်မွေးရစီထုတ်လုပ်တဲ့စက်ရုံကိုလှုပ်ဝက်စော်ဝင်ရောက်လာနိုင်ပါတယ်။အတွင်းမှာတော့အပြစ်မဲ့တဲ့ကလေးတွေအများအပြားကိုဖမ်းဆီးပြီးမွေးရစီထုတ်လုပ်တဲ့အလုပ်တွေလုပ်ခိုင်းနေတယ်ကိုမြင်လိုက်တဲ့အခါထဲရှိရဲ့မျိုးလုံးတွေမှာဒေါသတွေလိုက်ထလာပါတယ်။ရုတ်တရက်ဆိုလိုလည်းသူ့ရဲ့တိုက်ခတ်မှုတွေကစတင်လာပါတော့တယ်။အလင်းမြန်နဲ့ရက်စက်မှုအပြစ်ပါတဲ့ထဲရှိရဲ့တိုက်ခတ်မှုတွေကြောင့်လူစုတွေကအလဲလဲပြေပြေကြာဆုံးကုန်ပါတယ်။ထဲရှိကသူတို့ကိုတုတ်တင်ရှင်းလင်းရင်ဒီနေရာမှာဖမ်းဆီးခံထားရတဲ့ကလေးငယ်တွေကိုလည်းအများဆုံးလွတ်မြောက်အောင်ကြိုးစားခဲ့ပါတယ်။ထဲရှိကလူစုတယောက်ကိုဖမ်းဆီးပြီးထိုင်ကုန်မှာတင်းကျပ်စွာကျိုးတုတ်ချီထားလိုက်ပါတယ်။ ပြီးတော့ဓာငွေပိုက်ကိုဖွင့်ထားလိုက်ပြီးသူ့ရဲ့လက်ထဲမှာမွေးစေတုပ်ကိုကျိုးနဲ့ချီပြီးအပေါ်ကိုဆွဲထားလိုက်ပါတယ်။အဲ့ဒီကျိုးရဲ့တပတ်ချမ်းမှာတော့မိရဲ့တခုကိုခြီထားလိုက်ပါတယ်။ဒီကွက်ချောင်းစီစဉ်မှုကမွေးစေတွေကုံသွားတဲ့အခါမိရဲ့ဟာအောက်ကိုကျပြီးဓာငွေနဲ့ထိပြီးပောက်ကွဲရအောင်လုံးဆောင်ခဲ့တာဖြစ်ပါတယ်။ပောက်ကွဲမှုဖြစ်ခင်တည်းရှိရာကလေးကိုလုံခြုံတဲ့လမ်းမဘက်ကိုအမြန်ဆုံးခေါ်ထုတ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူကရဲစခန်းကိုဖုံးဆက်ပြီးပောက်ကွဲတဲ့အတန်ကိုနောက်ထောင်ခိုင်းလိုက်ပါတယ်။ဒီအစီအစဉ်ကသူကလူတက်မှုအတွက်အပြစ်ကင်းတဲ့သူဖြစ်ကြောင်းလူစုကန်းကိုအပြစ်သက်ဖျက်ဆီးခဲ့ကြောင်းတတ်သိပြဖို့ဖြစ်ပါတယ်။ ဝိဇင်ဆက်ရုံကိုဖျက်ဆီးပြီးတဲ့နောက်မှာတော့ထဲရှိရတကူတဲ့လက်စားချေဖို့နဲ့စူမီရှာဝူလူစိုးကိုင်းကောင်းဆောင်မန်ဆော့ကိုတရုတ်တိုင်းပညာနဲ့ဓာပညာတွေအပြင်စိတ်ပိုင်းဆိုင်ရာခံမှုမှုအပြည့်နဲ့ရောက်ရှိလာပါတယ်မန်ဆော့ကိုတွေ့တဲ့အခါစူမီပြန်လဲလို့မေးလိုက်တဲ့သူ့ရဲ့အတန်ကအေးဆက်ပြီးပြသနေပါတယ်ဒါပေမဲ့မန်ဆော့ကတော့စူမီကိုငါတက်လိုက်ပြီးလို့လိန်ပြောပြီးထဲရှိရဒေါသကိုဆွလိုက်ပါတယ်ဒီချိန်မှာပဲထဲရှိကရုတ်တရက်ဆူဆူတို့ရဲ့တိုက်ခိုက်မှုတွေကစတင်လာပါတော့တယ်အလျင်ပြန်တဲ့ရက်ဆက်မှုအပြည့်ပါတဲ့ထဲရှိရတိုက်ခိုက်မှုတွေကြောင့်လူစိုးတွေကအလဲလဲပြေကိုကြာဆုံးကုန်ပါတယ်လူစိုးတွေကိုတိုက်ခတ်ရှင်းနေပြီးတဲ့နောက်ထဲရှိရကားနဲ့ထွက်ပြေးသွားတဲ့မန်ဆော့ကိုနောက်ကနေလိုက်လံပစ်ခတ်ပါတယ် ထဲရှိရဲ့ပြစ်ချက်ကြောင့်မန်ဆိုးရဲ့ကာဝင်းပေါက်သွားပြီးရှေ့ကတိုင်တစ်ခုဝင်တိုက်မိပါတယ်။မန်ဆိုးကကားရီရနဲ့ရုံထပ်ဖို့များတော့တဲ့အခါထဲရှိကနောက်ဖုံးကနေပြီးကားဘုံကိုတက်ပြီးကမန်ဆိုးကိုတနက်နဲ့ပြစ်ပါတယ်။ကားမန်ကကြီးကဖြစ်နေတဲ့အတွက်ကြီးလုံးဝမပေါက်ခဲ့ပါဘူး။ထဲရှိကတနေရာလေးကိုငါးချက်ဆက်တိုက်ပြစ်ပြီး၆ချက်မြောက်မှာတော့မှန်ကွဲသွားပြီးမန်ဆိုးရဲ့အူအောင်ကိုထိမှန်ကတိဆုံးသွားပါတယ်။မန်ဆိုးကိုရှင်းနေပြီးတဲ့နောက်မှာထဲရှိကလည်းစိုးပြီးတိဆုံးသွားပြီလို့ထင်မှတ်ပြီးသူ့ကိုယ်သူတက်တည်ဖို့ကြိုးစားချိန်မှာရုတ်တရက်သူ့နာမည်ကိုခေါ်တန်ကြားလိုက်ရပါတယ်။လက်ကြည့်လိုက်တဲ့အခါသူ့ရဲ့မျက်လုံးရှိမှာဘာတိုင်ရမှမရှိပဲအသက်ရှင်နေတဲ့စိုးမျိုးကိုတွေ့လိုက်ရပါတယ်။စိုးမျိုးမြင်လိုက်တဲ့အခါထဲရှိရဲ့စိတ်ထံရာတွေကချက်ချက်တက်တာသွားပြီးအသက်ရှင် ကိုဆုံးဖြတ်လိုက်ပါတယ်။ဒီဇဝင်ကကသူရဲကောင်းတယောက်ကနောက်ဆုံးမှသူချဲ့တဲ့သူကိုပြန်တွေ့ပြီးပျော်ရွှင်စွာသတင်းခဲ့တဲ့ဇဝင်ကတစ်ခုဖြစ်ပါတယ်။